အပါဘာသာထုံးမြောက်ဝဲမှာဒီဝပညာ channel ကနေပြီးတော့ကြိုးစားပါတယ်ကျွန်တော်ဒီနေ့ပြောမယ့်ကောင်းတဲ့ကတော့နော်နှလုံးယောဂသမားတွေအတွက်မသိမဖြစ်အစေအဝါးတမျိုးအကြောင်းပဲဖြစ်ပါတယ်နော်ဒီစီကိုကျွန်တော်ဒီနှလုံးယောဂအကြောင်းနှလုံးကုန်မမှန်တဲ့သူတွေနော်ပြီးတော့နှလုံးယောဂခံစားနေရတဲ့သူတွေသူတွေကိုဆရာဝန်တွေနှလုံးထုခုဆရာဝန်တွေအများဆုံးပေးလေးရှိတဲ့စီတမျိုးဖြစ်ပါတယ်နှလုံးကိုသုံးမြတဲ့စီတမျိုးဖြစ်ပြီးတော့ ဈေးတက်တက်တတာနဲ့အာနိသင်ထရောက်တဲ့ဈေးတစ်မျိုးလည်းဖြစ်ပါတယ်ဒီဈေးကိုကျွန်တော်နှလုံးရောဂါဝေဒနာရှင်တွေလက်ဆွဲအနေနဲ့သုံးကြတဲ့ဈေးတစ်မျိုးလည်းဖြစ်ပါတယ်လက်ရှိမှာလည်းအသုံးများကြတဲ့ဈေးတစ်မျိုးဖြစ်ပါတယ်နော်အဲဒီဈေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဒီဗီဒီယိုထဲမှာပြပြသွန်းသွန်းရှင်းပြပေးမှာဖြစ်ပါတယ်ဒီဈေးကိုတို့တွေဘယ်လိုတွေတောက်နေကြသလဲဘာယောဂါဖြစ်ရင်တောက်ကြသလဲဘယ်လိုအကျိုးကျေးဇူးတွေပေးသလဲဆိုတာကိုဒီဗီဒီယိုထဲမှာပြပြသွန်းသွန်းပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့လာပြီးတော့ကြည့်လိုက်ရအောင်နော် ။ဒါလေးကျွန်တော်ဇလန်းလေးတပုတ်နဲ့ပြောပြချင်ပါတယ်နော်။ဆိုတော့ဦးမျိုးဟာနှလုံးယောဂနဲ့သွေးတိုးယောဂရှိနေတဲ့အတွက်ဆရာဝန်နဲ့ပုံမှန်ပြသပြီးတော့ဈေးကူတာမှုခံယူနေရပါတယ်။သူ့ရဲ့နှလုံးခုန်တုံးကမြန်နေတဲ့အတွက်ဆရာဝန်ကသူ့ကိုကာဗီတလော့စီပေးလိုက်ပါတယ်။ဒီနေရာမှာနှလုံးခုန်တုံးဆိုတာလေးကိုကျွန်တော်ရှင်းပြချင်ပါတယ်။တော့ပုံမှန်လူတစ်ယောက်နှလုံးခုန်တုံးကကျွန်တော်ဒီ60ရာနေပြီးတော့100ချားရှိပါတယ်။အဲ့တော့ဒီ60ရာနေ100ချားဝင်နေဆိုရင်ပုံမှန်လို့သတ်မှတ်ပါတယ်။ တရာထက်များနေတယ်ဆိုရင်နှလုံးခုန်လို့မြန်တယ်လို့သတ်မှတ်တယ်60တက်60အောက်နေနေတယ်ဆိုရင်နှလုံးခုန်လို့နှေးတယ်လို့သတ်မှတ်ပါတယ်ဒီလိုမျိုးတာမန်ကနေပြီးသူဖယ်ပြီးတော့မှနှလုံးခုန်လုံးမြန်တာတွေနှလုံးခုန်လုံးနှေးတာတွေကိုနှလုံးယောဂါလို့သတ်မှတ်ပါတယ်နှလုံးခုန်လုံးနဲ့ပတ်သက်တဲ့ယောဂါလို့သတ်မှတ်ပါတယ်အဲ့ဒီအခါမှာနှလုံးတစ်ခုဆရာဝန်တွေကဈေးပေးလေးရှိပါတယ်နော်ဆိုတော့အခုကျွန်တော်ပြောမယ့်ဒီဈေးကကြတော့နှလုံးထုံနှလုံးခုန်လုံးကိုထိန်းချပေးပြီးတော့မှ သွေးပေါင်ခြင်းကိုကြာတဲ့ဆေးဖြစ်ပါတယ်เนาะအဲဒီကဆရာဝန်ကဒီဆေးကတော့နှလုံးခုံတော့ကိုထိန်းကြည့်ပေးတယ်သွေးပေါင်ခြင်းကိုကြာတဲ့လို့ရှင်းပြလိုက်ပါတယ်เนาะဒီကာပီတလော့ဆေးကနှလုံးခုံတော့ကိုနှေးကွေးသေးပြီးတော့မှသွေးပေါင်ခြင်းကိုကြာစေပါတယ်ဒါကြောင့်ဦးမျိုးရဲ့နှလုံးခုံတော့ကပုံမှန်ဖြစ်လာပြီးတော့မှသွေးတို့လည်းတက်တာသွားပါတယ်ကာပီတလော့ကမထူးကြသလဲဆိုတော့သူကဘီတာဘလော့ကအောက်စုဝင်ဆေးဖြစ်ပြီးတော့ alpha blocker အနည်းငယ်ပါရှိပါတယ်ဒါကြောင့်နှလုံးခုန်တော့ကိုနှေးစေရုံသာမကဘဲနဲ့ သွေးကြောတွေကပြေလျော့သေးပြီးတော့သွေးပောင်ချိန်ကိုထိရောက်စွာကျစေနိုင်ပါတယ်ပြောချင်တာကဒီဆေးကကျွန်တော်တို့အာနိသင်နှစ်မျိုးရပါတယ်နှလုံးခုန်နှုန်းကိုလည်းနှေးစေနိုင်သလိုသွေးပောင်ချိန်ကိုလည်းကျစေနိုင်ပါတယ်နော်ချိုးဆေးတွေကတော့နှလုံးခုန်နှုန်းကိုနှေးတဲ့အာနိသင်မရှိတဲ့သွေးပောင်ချိန်ကိုမကျသေးဘူးကျိုးသေးတွေကကြတော့သွေးပောင်ချိန်ကိုကြာသေးတယ်အာနိသင်ပဲရှိတယ်နှလုံးခုန်နှုန်းကိုမနှေးစေပါဘူးဒီကာဗီတိုလကာဗီတိုလရဲ့ဒီဆေးရဲ့အာနိသင်ကကြတော့ဒီ အာနိသင်နှမျိုးလုံးကိုရတာဖြစ်ပါတယ်။ဒါပေမဲ့ပြောချင်တာကတော့ဒီနှလုံးခုံလုံးကိုနှေးသေးတဲ့အာနိသင်ကတော့ပိုတာတယ်လို့ပြောရမှာဖြစ်ပါတယ်။ဒီအတွက်ကိုအဓိကသုံးတာဖြစ်ပါတယ်။နော်နှလုံးခုံလုံးနှလုံးခုံလုံးမြန်တဲ့လူတွေအတွက်ကိုအဓိကထားပြီးသုံးတဲ့အဆေးဖြစ်ပါတယ်။ဒါတော့ဆရာဝန်ကနေပြီးတော့မှဦးမျိုးကာဗီဒလောဒီနေ့ကို12.5 mg တောက်ဖို့ညွှန်ကြားလိုက်ပါတယ်။ဒီနေ့နှလုံးတောက်ဖို့ညွှန်ကြားလိုက်ပါတယ်။ဆေးကိုမနက်စာစားပြီးမှ ရေနဲ့တောက်အောင်မှဖြစ်ပါတယ်။ ရပါညွန်ကြားတဲ့အတိုင်းရက်ရှိလာပေါင်းများစွာတောက်အောင်မှာဖြစ်ပါတယ်။ရုပ်ရည်ရက်လိုက်ရင်နှလုံးခုန်လုံးမြန်ခြင်းဒါမှမဟုတ်သွေးပေါင်းကြီးတက်ခြင်းတွေဖြစ်လာနိုင်ပါတယ်။အခြားအဆီတွေနဲ့ဘာကွာတယ်လဲ။ကာဗီတလောကအခြားသွေးကြဆေးများနဲ့မတူဘဲနဲ့ဘီတာဘလော့ကာနဲ့အယ်ဖာဘလော့ကာအာနိသည်နှစ်မျိုးလုံးပါရှိပါတယ်။မက်တိုပရိုလောဒီဆေးကဘီတာဘလော့ကာအုပ်စုဝင်ဆေးဖြစ်ပြီးတော့အယ်ဖာဘလော့ကာအာနိသည်မရှိပါဘူး။အဒီနိုလောဆေးကကြတော့ ကာဗီတလောထအာနိသင်နေပြီးတော့မှဘေးထွက်ဆိုးကျပိုများပါတယ်ပြောကြတဲ့သဘောကနဒီအမက်မီတိုပရိုလောကကြတော့ကျွန်တော်ဒီနှလုံးခုန်လုံးကိုပဲတော့ထိန်းကြီးပေးတာဖြစ်ပြီးတော့အသွေးပေါင်ရဲ့ကြာသေးအာနိသင်မရှိပါဘူးနှလုံးခုန်လုံးတီးတန့်ကိုထိန်းကြီးပေးခြင်းနဲ့ဆိုရင်တော့ဒီမီတိုပရိုလောကိုတောက်လို့ရပါတယ်အဲကျွန်တော်ဒါမှမဟုတ်လည်းအဒီနိုလောကိုတောက်မယ်ဆိုလည်းတောက်လို့ရပါတယ်ဒါပေမဲ့ပြောခဲ့တဲ့အတိုင်းပဲအဒီနိုလောကကာဗီတလောထအာနိသင်နေပြီးတော့မှဘေးထွက်ဆိုးကျပိုများပါတယ် တိထားမဲ့ချက်အနေနဲ့ကတော့ဈေးကိုမှန်မှန်သွားဖို့လိုပါတယ်ဈေးတောင်းနေတဲ့အချိန်မှာသွေးပေါင်ခြင်ကိုပုံမှန်စစ်ဆေးပါဈေးတောင်းပြီးတော့ခေါင်းမူတာပင်မနှွမ်းနေတာတွေဖြစ်နိုင်ပါတယ်ကိုဝင်ဆောင်တဲ့နိုးတက်မိခင်တွေကတော့ဆရာဝန်နဲ့တိုင်ပင်ပြီးမှတောက်တင်ပါတယ်ဇလတ်ဆုံးမှာတော့ဦးမျိုးဟာကာဗီဒိုလိုဆေးကိုမှန်မှန်တောက်ပြီးတော့ဆရာဝန်ညွန်ကြားချက်အတိုင်းလိုက်နာတဲ့အတွက်သူ့ရဲ့နှလုံးခုန်လုံးကပုံမှန်ပြန်ဖြစ်လာပြီးတော့သွေးတို့ရောဂါလည်းတတ်တာလာပါတယ်သူရဲ့နေတဲ့ဘောကပုံမှန်ပြန်ဖြစ်လာပြီးတော့ကျန်းမာရေးကောင်းမွန်စွာနဲ့ ်ပျော်ရွှင်စွာဘဝကို ပြန်လည်ရရှိသွားပါတယ်။ကျဉ်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ကာဗီတလောဟာနှလုံးခုန်နှုန်းကိုထိန်းချုပ်ပေးပြီးတော့သွေးပေါင်ခြင်းကိုကျစေတဲ့ထိရောက်တဲ့အဆစ်တစ်မျိုးဖြစ်ပါတယ်။ဈေးကိုဆရာဝန်ညွန်ကြားချက်အတိုင်းမှန်မှန်တောက်ပြီးတော့သတိထားမဲ့အချက်တွေကိုလိုက်နာခြင်းဟာအရေးကြီးပါတယ်။တခြားသွေးကြသည်များနဲ့ကွာခြားချက်တွေကိုသိရှိထားခြင်းအပြင်မိမိအတွက်တင့်တော်တဲ့အစီအကိုရွေးချယ်နိုင်မှာပဲဖြစ်ပါတယ်။ဒါလေးကတော့ ။အားပြီးတော့ loss နဲ့ပတ်သက်ပြီးတော့လက်တွေမှာဘလို့အသုံးပြနေတယ်လို့ဆိုတော့ကိုပုံမြင်ဇလန်းလေးနဲ့ရှင်းပြပေးတာဖြစ်ပါတယ်။အကျိုးရှိမဲ့လို့ယုံကြည်ပါတယ်။ channel လေးကို like လုပ်ပေးပါ subscribe လုပ်ပေးပါဗီဒီယိုအစ်တများကိုနေ့တိုင်းတင်ပေးနေပါတယ်။အစ်တတင်တိုင်းသိရှိနိုင်ဖို့အတွက် notification ခေါင်းလောင်းလေးကိုနှိပ်ပေးပါ။မေးမြန်းချင်တာများရှိတယ်ဆိုလဲ comment မှာမေးမြန်းနိုင်ပါတယ်။ဒေါက်တာထွန်းမြတ်ဝင်းပါ